မိမိမျိုးစောင်းရှောက်တတ်သောကောင်းဆောင်ကောင်းရဲ့ရဲ့ရင်မှုလွန်လည်ပြီးသောတန်ရောခါကဘာယာနတိပြည်ဝဲဗျမရမင်းအုပ်စုပါရယ်တညမှာတော့မိုးကြီးရွာတဲ့နိုင်ရင်မြန်မာထားရတဲ့ဘရင်ရထောင်ချီနောက်ထားတဲ့တရေပြားတရေကျိုးတွေကမိုးရီဆိုကုန်ပြီးတော့ပွားတက်ကုန်ကြတယ်။တရေနံများထွက်လာသဖြင့်နန်းတွင်ခွေများလာရောက်ပြီးတော့စားတော့ကြတယ်။ပြီးနောက်မိမိနေထိုင်ရာသို့အသေးသေးထွက်ခွာသွားကြတယ်။အရိဖြစ်ပျက်ကိုတစုံတစ်ယောက်ကမှမမြင်မတွေ့လိုက်ကြပါဘူး။ နနက်မိုးတောင်းမှာဘင်းရထလုံးပျက်စီးနေသည်ကိုသိကြတယ်။မိန်းနာတို့ရောက်တဲ့အခါမှာအမျက်ထွက်ပြီးတော့တရားခံကိုစစ်ဆေးရမူးမတ်ပေါင်းတို့မှရှမနင်းညာက ခွေးလစ်ခွေးလင်းနဲ့ရေဆိုးဆိုးထုတ်ပေါက်မှဝင်ရောက်ပြီးတော့တရင်များအားကိုက်ဖြတ်စားတော့ခြင်းဖြစ်တယ်လို့ရန်တန်းလျှောက်ထားကြတယ်။မင်းရတရားခဏနေမှာအဟိဒရက်ဆန်ခွေးများဖြစ်တဲ့ဖြင့်အမားအမှန်မစစ်စီတော့ပဲဤသို့ဆိုရင်ခွေးလေခွေးလင်းမှတ်သည်မြတ်စေဆိုပြီးတော့အမိန့်ချမှတ်လိုက်တယ် အိန္ဒိယစပြီးတော့ဘာယာနတိတပြည်လုံးခွေးတပ်ပွင့်နဲ့စူပွဲရင်နေတယ်။ကြောက်တုံဒေါက်တာလန်နတ်တို့ကြောင့်ခွေးပေါင်းမြောက်များစွာတည်ကြည်ပြည့်စည်ကြရတယ်။ကျွန်းချနေတဲ့မြန်မွဲခွေးတို့ကအတံပေးကိုကြောက်လာတဲ့ဖြင့်မြို့ပြင်တုတ်တန်တို့ထွက်ပြေးကြလေတယ်။မြို့ပြင်တုတ်တန်မှာအကြံတရားကောင်းပြီးတော့ရဲရင်တဲ့ခွေးကြီးတစ်ကောင်ကခွေးပေါင်းချံရံပြီးတော့နေထိုင်နေ။ခေါင်းဆောင်ခွေးကမြို့ရင်းကပြေးလာတဲ့ခွေးတို့နောက်မှာလူများမကြမီလိုက်လာကြနိုင်သည် ထိုခါငါနဲ့တကွခွေးပေါင်းတို့ပြန်စည်းကြမည်အရေးကိုမြင်သဖြင့်နန်းတော်သူတော်ကအကျိုးကြောင့်စုံစမ်းမှဖြစ်မယ်လို့ကြံရလိုက်တယ်။ဒီတိုင်းသွားရင်နန်းတော်မရောက်ပဲလမ်းခီးမှရင်လူတွေတက်သဖြင့်သိရပေမယ်။ဒါကြောင့်ခွေးမင်းကရှေးဥစွာမိမိပြုလုပ်ခဲ့မှုတဲ့ကောင်းမှုအဆုစုတို့ကိုစင်ကြင်သုံးသပ်တော်မူတယ်။ဂျပန်မင်းမူမတ်လူနဲ့တကွတရုံအပေါင်းတို့အားမြစ်တာပို့တယ်ပြီးမှငါးအကိုပေါ်တို့မြေသီးလက်နက်မှမကြောက်ရွံ့စေတဲ့တည်ဆိုပြီးတော့အတိတ်ထံပြူပြီးမှနန်းတော်တို့ထွက်ခွာလေတယ် လမ်းတရှောင်းအနေပောင်းမှလွတ်မြောက်ပြီးနန်းတော်ရှိမင်းတရားစင်ရနေရာသို့လျှောက်တော့မင်းထိုင်ရနေရာအောက်သို့ပြေးဝင်ပြီးတော့ပုံနေရဲမတ်တုံးမှဝိုင်းဝန်းပြီးတော့ဆွဲထုတ်မြေပြူရမင်းမဤကွင်းတီထူးထူးခြားခြားအနေများလာတော်နေရာသို့သူ့သဘောနဲ့သူအရေးစုံပြီးတော့ဝင်လာတယ်အကြောင်းတစုံတရာရှိရမယ်လို့တွေးမိပြီးတော့မဖမ်းမှုအတွက်တားမြင်လိုက်တယ်ခွေးရလည်းခဏအမောဖြစ်ပြီးနောက်နေရာမှထွက်ကမင်းယူအယူသိပြူတယ်ပြီးမှခွေးကြီးကရခွေးပေါင်းအားအဘဲကြောင့်တက်ရပါသည်နိ မင်းရငါးရက်ထလုံးမှတေရုကိုကိုက်ဖြတ်စားတော့၍တတ်မိတ်ပေးလိုက်ရတယ်။ခွေးကြီးကရမြည်သည့်ခွေးဟာစားသည်နိမင်းရပြန်ဖြေတယ်။အတိအကျမသိသဖြင့်ခွေးမှန်သမျှတတ်မိတ်ပေးတယ်။ခွေးကြီးကရခွေးအလုံးကိုတက်စေသလားကျွင်းချက်ရှိပါသလားမင်းရနန်းတွင်ခွေးများမင်းအိမ်မှ ခွေးများမှလွှဲ၍တက်စေပါရဲ့အဲ့ခါမှခွေးကြီးကရမင်းသည့်မျက်နှာလိုင်းလုံးသည် နန်းတော်နှင့်မင်းမျိုးအိမ်များမှခွေးများအားချမ်းသာပေးသည့်နောက်ကအင်အားမရှိပဲမျက်နှာမွဲခွေးများခွေးလစ်ခွေးလင်များကိုကြတော့တရားခံမမသေးကြဘဲနဲ့တတ်စီတယ်။တေးခိုးမစားတဲ့ခွေးတို့မှတေးကြကြပြီးတော့ခိုးစားတဲ့ခွေးတို့မှဘေးကင်းရနေတယ်။မင်းသည့်မင်းကျင့်တရား၁၀ပါးနဲ့မညီဆန္ဒကတိလိုက်စားလေပြီ။ထိုကောင်မမင်းကဤသို့ဆိုရင်ခိုးစားသောခွေးများကိုသင်ဖို့ထုံနိုင်ပြီလော။ ခွေးကြီးကန်းကမင်းအားနန်းတွင်ခွေးအလုံးကိုမင်းရွှေရင်မဲနေစာမြက်ကိုထောင်းပြီးရတက်ရည်နဲ့ရောပြီးတော့တိုက်ခိုင်းလိုက်တယ်။အချိန်နှဲငယ်ကြာတော့နန်းတွင်ခွေးအလုံးအန်ကုန်ကြတယ်။တေးပံများအစာမကြေသေးသောကြောင့်ခိုးစားသော ခွေးများရဲ့အံပံမှာတေးစာများပါလာတယ်။ထို့ကမှမင်းကခွေးကြီးကရဲ့လက်အောက်ခံအမျိုးစွေတို့အတွက်အတက်ကိုပဓာနာမထားပဲကြိုးပမ်းမှုရရင်မှုဉာဏ်ပညာကြီးမားမှုတို့ကိုလေးစားသောအားဖြင့်မင်းမိတ်ကိုပြန်သိမ်းပြီးတော့ခွေးပေါင်းတို့အားဘေးမဲ့ပေးလိုက်လေတယ်။ ဟုတ်ကဲ့ပါရှင်ခုလိုဗီဒီယိုလေးတွေကိုပတ်စင်နေစဉ်တက်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Mantle Power Page တွေကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်